စီရီယာဖန်ကိုဝင်းရံအဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေကိုစာရေးသူအမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကြားရေးသားသောမယ်ဒုက္ခလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာမယ်ဒုက္ခကျွန်ုပ်ဒီတစ်ခါကဟင်းသရမြို့ပိုင်းမဲစလီကုန်းအရက်ရှိအိမ်တဲအိမ်၌တဲခိုနေစဉ်နနက်ဆယ်နာရီအချိန်ကတွင်မိမရွယ်ရွယ်တယောက် ိမ်ရှိသို့ရောက်လာ၍အိမ်ကပူကိုတိလျင်ပြောစမ်းမှဟုဆိုလေ၏ထိုမိမမှာအသက်25နှစ်ကျော်မြတာရှိသေးတော်လေ30လောက်ထင်ရသည် အလုံးအလုံးဆင်းရဲသောတံတဝါဖြစ်လေသည်တကိုယ်လုံးမှလည်းလေးထက်သောအဝိတ္တဖြင့်ဖြစ်ကနဆန်ဝိစဉ်၍လာ၏အဝိတ္တလေးထက်ကဥကောင်းပေါ်၌တင်လာသော ဆောင်းတထဲ၎င်းမှာဟောင်းနှံကြာရှည်လေးပြီဖြစ်တော်လေဖို့ချော်ခြင်းကို တခါတရံမျှ အစော်မနံရလေ၎င်းနောက်ရွှေကန်အင်းကြီးနှင့်အပေါ်ရင်ပေါ်အင်းကြီးတို့မှအငင်းဆုံးသောဖောက်ရောင်ထားလျက်ရှိ၏ထိုအင်းကြီးတို့မှအဆိုပါမိမ့်မ၏ကိုခန္ဓာနှင့်မခွဲမခွာရှိသည်မှာကြာချေလာလိပြီဖြစ်၍အမွှာမွှာဆုပ်ပြဲ၍နေလိပြီအေးဆုပ်ပြဲရာတို့သည်လည်းမညီမညွတ်မနာမပသောရှုပ်ရိုးဖြင့်တိရှုပ်ထားရလျက်ကရှုံ့တော့ကောက်ကွေး၍အောင်းမေတိုင်းစိတ်ပြည့်စရာကောင်းသောအင်းကြီးဖြစ်လေသည် ထမိန်မှာ၎င်း၏ငကိုအယောင်အစင်းကိုဓာတ်ခွဲပညာဖြင့်၎င်းဒေဒင်ပညာဖြင့်၎င်းမိတိနင်းနေမြမတိနိုင်တော်လေယခုကရှွန်းပုတ်ရောင်ဖြစ်နေလေတော့သည်အဆိုပါထမိန်မှာလည်းထွားချိုင်းသောကိုနှင့်မလိုက်ဒူးအုပ်မိယုံများလောက်သာရှိ၍ဖြောင်းဖြောင်းဆုပ်သောအပြေကျေမွား၍ဆုပ်သောအပြေမိပေါက်ကဲ့သို့အသားထွင်း၍ဆုပ်သောအပြေစသည်တို့ဖြင့်အပြဲအမျိုးမျိုးဖြင့်ဒဇာဆင်အပ်သည်ဖြစ်၍ အထက်အဖို့ဆုရရုံနဲ့ပြင်စင်ရှုံးလုံးအပ်သောဖာဒေးရှုပ်ဆက်ခြင်းဝရိယကြောင့်သာဝိစရာဖြစ်နေလေတော့သည်ဒို့မဟုတ်ကပြစ်စရာတက်တက်ဖြစ်ချိန်ပြီလူတရံကအသက်25နှစ်ကျော်များရှိ၍အပြိုဖြစ်၍ကိုလက်ကြီးမားထွားကြ၏မိုးဦးကြား၌ပေါက်တတ်သောအေယာမဝဘိုးမြစ်ဆိုကြီးနှင့်လည်းတူ၏ရုပ်ရည်တရံမှာတင့်ယုံရှိတော်လေလူမနီသောတောကြီးအုံကြီး၌နေရသူဖြစ်၍၎င်း နေဘူးမိုးရမချောင်းအလုံးလုံးရတော့ကြောင့်၎င်းဖန်ပန်ပြုလို့လို့တော့စိတ်မရှိအယိုးရှာတက်တက်ဖြစ်လေတဲ့ဖြင့်၎င်းသူ၏ရုပ်မှာကြည်စရာများစွာမကောင်းလားရှိတို့ရတွင်၃၁ပုံ၌ဖြစ်သည်မရသောသူတို့သည်အေးဆင်းရဲရိုးအားလာသောသူငယ်မကိုမြင်ရလည်းရင်မတနာပဲမနေနိုင်ဟာအထူးသဖြင့်ကအေးမိမ့်မပြိုဤခေါင်း၌စံတထွာတတာလောက်မြတာရှိ၍သတုံးမထုံးနိုင်ရှိ စု၍ကြက်တောင်စီထား၏ဤသို့သဘင်တော်သည်မှာအရှားမဟုတ်ရှေးဥစွာသဘင်တန်၍ကောင်းတော်လေလိမ့်စရာစီလဲတဲ့ချိန်တစ်ခါမှမဝယ်နိုင်လေတို့ကြောင့်သဘင်ကို မရှင်းမလင်းနိုင်သဖြင့်ချုပ်ထွေးပစ်ခဲနေလေ၍ဝဘိုးခပန်းပေါ်၌တင်ပြီးလည်းရင်ဓမ္မကြီးနှင့်ဖြတ်တောက်ပြရသောကြောင့်ဟု၏၎င်းမိမမှာမတ်ဥလေးအမိတွင်၍ဟိန္ဒရာကြံခင်မိယထာလမ်းပေါ်ရှိအင်ပင်ဆိုသောဘူတာမှာ စင်းသွားရသောအလွန်ဝေးกว่าသည်ကက်ခိုးဆိုသောအရနိုင်နေကြမိဘများတင်ဆုံးမိဖြစ်၍အမားများမောင်များသာရှိတော်လေသူတို့စီ၌မပြောပိုက်သဖြင့်ကရင်လင်များအိမ်၌နေကြ၎င်းမှာသူများအိမ်၌မျက်နှာငယ်စွာနှင့်နေရပါ့နေထွက်ကနေဝင်အထိအလုံးလုံးတော်လေထမင်းမဝအောင်မစားရပါ့အဝိမလုံအောင်မဝေ့ရပုံတို့ကိုအိမ်မိမ့်မသာစဉ်းစားတတ်ပါလေအလုံး စိတ်ဝမ်းနည်းပေလိမ့်မည်ယခုမူကားပူရမန်းပင်ရမန်းမတိတတ်ချာလေဤသို့မတိစီမှာခက်ကောင်းကောင်းပင်ဖြစ်လေတော့သည်တခါတော့စေးစရာနေမရကမဇလီကုန်းအနည်းရှိတင်းငုတ်တထောင်၌ပဲများကောက်တော့အလုံးရှိသည်လာလိုက်ခဲ့အလုံးလုံးရလျင်အဝေးအစားကလေးများဝယ်ရန်ရလိမ့်မည်ဟုခေါ်လေရာတင်းငုတ်တထောင်တို့ရောက်သည့်ကာလမှန်ထားသောအလုပ်ကိုလည်းမလုပ်ရသဖြင့်တိတ်ညစ်ညစ်နှင့် ဒုံရင်ရွာတို့ပြန်ပြီးဟုမဇလီကုန်းကဖြတ်၍လာလျာကျွန်ုပ်နှင့်တွေ့ချင်းဖြစ်သည်၎င်းမိမမှာစကားများလုံးစိပတ်စိမပြောတတ်လေစကားတခွန်းတခွန်းကို တွေး၍တွေး၍ပြောရ၏စိတ်ရှိသောသူမသာ သူနှင့်စကားပြောနိုင်ပေတည်းမည်မေးမြန်းသဖြင့်တရားသလောက်မှာမိမိအရက်တို့မပြန်တတ်တော့ပြီဘယ်ရောက်နေမှန်းမသိမိရထားလဲမစည်းတတ်ဖြစ်၍နေသည့်အပြင်ခလာကားစားပတ်စံဆဲပြားတိတိပါရှိလျာ ရောင်မတော်သူကိုရှောက်ပြားအကျွေးဆက်ခဲ့ဒီမှာတပါ။စာလောင်လှသည့်ဖြင့်မုံအင်းကနှစ်ပြားဘိုးအထိအစ်စ်များများတောင်း၍စားခဲ့ရသည့်ဖြင့်နှစ်ပြားသောပတ်စံသာကြံတော့သည်။တို့ကြောင့်ရကခရီးဘက်လောက်ပင်ဝေးစေကမူရှည်ကျင်လျှောက်တော့မည်။တို့လျှောက်ရမည်ဖြစ်လျင်25မိုင်အောက်ရောလိမ့်မည်မဟုတ်သည့်ဖြင့်လမ်းပန်းကလည်းတောကြီးမြတ်ပဲဖြစ်၍ကြံတတ်သည့်ဖြင့်ဤမိန်ကလေးသည်လမ်းမှာတနည်းနည်းဒုက္ခရောက်ရရှာပြီတော့မည်။ တို့ဖြစ်တော့ကျွန်ုပ်ကပင်အီလိုနေလို့ဖြင့်နေရာကြမည်မထင်မိရထားစီးသွားပြီတော့ဆို၍ငွေတစ်ချက်ထုတ်ပေးလိုက်ရာအဖေနိုင်ရောခါမှငွေတင်းကားတစ်ချက်ကိုကိုပိုင်အဖြစ်ဖြင့်မရဘူးလေသည်နိကြည်ကြစုတ်ကန်လည်းမျက်စိမြုံမများကြည်လင်တောက်ပြောင်းအယောင်တွေဝေ၍ထွက်လာပြီလည်းရင်ဗဇက်ကိုသာဟာလည်းချီးဥစွာဘာမှမပြောနိုင်ပေပြီးမှမပေတပေမရဲတရဲတစ်တစ်ငုံငုံနေပင်ဂျေဆု ကျေသူတင်လိုက်တာဥသောစကားကိုသာပြောနိုင်နေတော့သည်ထွာကကျွန်ုပ်တို့ကဆက်လက်၍အဲ့ဒီဒင်းကားကိုဖြတ်၍ယထာစီအခမှတမန်လောက်သာပြေးရနိုင်မယ်ကြံသုံးဘက်ကိုထားနေဟုဆိုရာအိုးဒါဖြင့်သုံးဘက်တောင်ပို့တယ်အင်းကြီးဖို့ဖြင်းစုပ်ဝဲသွားမယ်နော်ဟုခောက်ဝဲဝဲပြောရာအားလုံးကတနာကြတဲ့ဖြင့်အပြိုအရွယ်လည်းဖြစ်၍ အဝေစားလိုအပ်သည်ဟုကျွန်ုပ်တို့ထင်သည့်အတိုင်းအင်းကြီးတထေချုပ်ပေးလေသည်ရေမိုးချုပ်ပြီးနောက်အဝေတံသာကို အောက်ပါအတိုင်းထပ်မြိုင်မြိုင်ဆင်ရင်ပေးကြလေသည်တဲကိုနေသောအင်ချင်ဤသမီးဖြစ်သူကလည်းတရာစေတနာ ကိုချင်းစတရားဖြင့်လိုရင်းပဒနာဖြစ်သော ထမိန်တထေကိုပေး၍ဝတ်စီရာ ဝင်းနေကြအတိုင်းဒူးအုံမိယုံကလေးသာဝတ်လျက်ထမိန်နာညီညီမကြပဲတည်တည်ရည်ရည်နေ ။ထောင်တန်းဆွဲနေလေ၏။တို့ရတွင် မနှဲကြည်ကောင်းလာ၏။၎င်းအလူကပင်ဘီးတချောင်းထက်၍ပေးသည်။၎င်းနောက်မှရှုပ်ပြီးသောအင်းကြီးတစ်ကိုရှင်ရင်းဆွဲအင်းကြီးများပေါ်ကထက်၍ဝစ်စေ၏။အကြောင်းတော်ကအင်းကြီးအဟောင်းကိုတကြားနေကြီးဆင်း၍တောင်းတော်မှရနိုင်ပွဲမမြင်ရှိ။နောက်မှဦးကောင်းကို တစားဆင်းပြန်၏။တဲခွနေသောအင်းကမိမပြုတ်တစုသည်ဘယ်အခါကားမှစီမတွေ့ရဘူးသောသဖင်တို့ကို အလေကဖွဲ၍ဘိုးကေခွဲခွဲ၍ပေ၏ပြီးမှနောက်ကကြက်တောင်ဆုစီပေ၏ကြက်တောင်ရိုးကိုအမိပြု၍ဂန်းကောက်ပွင့်20ကျော်ကိုဟိုနေဒီနေအလေကတထွေဒေးကတဖျားစီကရေကညီညာဆန်းပြိုစိတ်ကူးရတိုင်းအရန်ထိုးထားသဖြင့်ညောင်ရီအိုးနှင့်တူသည်ဟုဆိုခြင်းလျင်လဲဆိုနိုင်ပြီးမှတပံမျက်နာကိုလိမ့်ကြံရန်ရှိသေး၏ဖွေးပြူလှစွာသောမျက်နာခြေကို ညိုစွာသောအသား၌လိမ့်ကျန်ထားသဖြင့်တခြားစီဖြစ်နေတော်လေအသား၏အတန်ငယ်လက်လာ၏ဤသို့လျင်အကျဉ်သဘောပြုသော တောသူမှာကလေးသည် သူတပါသဘောကျအတိုင်းဒစာဆင်းပြီး၍အခန်းထဲမှအပြင်ထွက်မည်ရှိရာ အပြင်ကစောင့်ကြည့်နေသော သူများကလည်းတရထအခါဒစာမုံလာပြင်းနှင့်ညနိုင်တောပေါ်ကဖြတ်ပေါ်လာသော အထောက်မတန်ကြီးမားချွန်းပြောင်သည့်လာဝန်းကြီးကဲ့သို့ရှိလိမ့်မည်လားဒို့မဟုတ်ပါက စင်မရင်သာလှမ်း၍လာတဲ့ကဲ့သို့ဘယ်ညာနှဲ့တော်ကိုဖြင့်ပဲထွက်လာမည်လားသို့မဟုတ်ကျွဲကစုံပေါက်တဲ့ကဲ့သို့အထောက်မတန်းစူညံမှောက်မှောက်ဆောင်းဆောင်းနှင့်ထွက်လာမည်လားထို့သောမှမဟုတ်ပါလျင်လည်းမထွေလီကိန်းနေရာဖြစ်တဲ့ကဲ့သို့လက်ရဝဲပတ်တောင်ပန်ခတ်လည်းရဲ့ဖြက်ဖြက်ပြပြပဲလာမည်လားတို့မဟုတ်ပြန်ရင်လည်းမကြိတ်ဆုံးရိုးရရကဆိုတဲ့ကဲ့သို့ငိမ့်ငိမ့်အေးအေးခက်ပြေးပြေးပဲလာမလား ိုလာဒီလာစန္ဒဝါဝါထွေပြားသောအာယုံဖြင့်အကုံဆိုင်ကြည့်နေကြလေရာမတ်ပဇာကလည်းခန်းစည်းကိုအတာမထွက်၍လာတော့မှအရင်ကတွေးကြတာတခုမှမဟုတ်ကြောင်းသိကြ၏အကြောင်းတော်မူကားခရယိုးယိုးသူတို့ငါလိုပဲထွက်လာတော့ကြောင်းပဲဒီတို့ထွက်လာမှဒုက္ခမြာမှာမာယာကိုမသိတဲ့နတ်တယ်ဆိုတာမကြဘူးထူးထွေ့သောဟန်ကိုလည်းနားမလဲပြေတဲတဲပြေတီတီမတရီစရာလည်းမဟုတ်တော့ ဆင်းလုံးကျော်အယိုးတက်တက်ဖြစ်၍မျက်နာကိုမထတတ် မျက်နာကိုဖုံးလိုက်၍ပါဇက်ကပြုံးချိုချိုချက်စနိုးဖြင့်မိကန်ဆိုးတငယ်မမအနေရကွာကြနေတည်းဤသို့ကွာကြတတနှင့်ဝါ၍စကားပြောနေကြကဟိုမေးဒီမေးနှင့်ပျော်စရာကြီးပင်ဖြစ်နေ၏တို့ရှိနေစဉ်အိမ်ရှင်အတော်နေတကွအခြားသူများကမိမိတို့အိမ်၌နေမလားဟုမေးလျာမနေလိုကြမိမိအရက်ကလွဲလျင်အခြားအရက်တွေမျိုးတွေကို ဖွဲ့ချက်ကပွဲထင်ကြောင်း၎င်းပြင်ဆက်လက်၍ပြောသည်မှာမိမိတို့ရွာ၌တောကြီးအိုင်ကြီးရှိ၍ငါးတဲ့ရမြားရသည်မှာအလုံးပြောတရားကောင်းကြောင်းတကျွန်စိတ်ကလေးတွေခုန်ခုန်ပြေးသည့်ကိုပင်ရှုမငီးဖြစ်ကြောင်းမချင်းတို့ကိုသုံးပိုင်းနောက်ပိုင်း၍မယုတ်သည်ထပ်ပိုင်းကျိုးနှင့်ရှက်၍အားရပါရပလုံပလောင်းနှင့်လွေးသောအခါဆိုင်ဆိုင်မှုံအောင်မိန်ကြောင်းပြီးလောကတတ်တို့ကိုခယုနှင့်နိုင်ချင်းရော၍ခင်းညော့ချက်တောင်းလိုက်ရလျင် ။ဘိုက်ကိုဆူလာအောင်တောက်ကောင်းကြ။ယခုကာလအင်္ဂလိပ်ကျောင်းသားများစကားပြောလိုက်ရင်လက်မကလေးကိုထောင်၍စကားပြောတဲ့ကဲ့သို့လက်မကိုဇုံထောင်၍တွားလေးရှိသောပဇွန်လုံးများနှင့်ရှင်မလောက်နေနေရိုးရံနေသောကစုံညုံတို့ကိုရှင်ရင်ရင်ချက်၍တောင်းလိုက်ရလျင်လေ။အော်မြို့သူမြို့သားများဒါမျိုးမဆတတ်ပါလေ။လူဖြေရှုံးနေရဲ့ဟုတန်တားလောက်အောင်ကောင်းကြ။ ထို့ပြင်မြို့ရွာပြည်ရွာလိုဖုံမှုတ်မထူစွစွညံ့ညံ့မရှိ အလွန်အေးချမ်းပျော်မွေ့ဖွယ်ကောင်းလာကြစသဖြင့်ပျော်ရွှင်ဖွယ်ရာတို့ကို အားရပါရ အနာကမထနိုင်အောင်ပြောလေတဖြင့်ကျန်တော့နဲ့တကွာအနာရှိလူတို့သည်ချက်ချင်းပင်မိမိတို့နေရက်ကိုစွန့်ခွာ၍၎င်းမင်းကလေးရွာတို့လိုက်သွားကာနေချင်းတလူလူဘာလူလူတွေဖြစ်ကုန်ကြလေသည် ထိုမင်းကလေးကလည်းကြွေးချင်းမွေးချင်းရှိလာ၍ ကျွန်ုပ်တို့ကိုမကြကနာလိုက်ခဲ့ပါဟုခေါ်ငင်ဖိတ်ကြားသဖြင့်လေအခွင့်မဆိုင်မလိုက်နိုင်သေးကြောင်းတောင်းပန်ရ၏မိန်းကလေးမှာကျင့်တတ်ပုံမရသူနှင့်ညနေချင်းရောက်လာလေ၏ထို့ညနိုင်တစောင်းထဲတွင်တရားပွဲရှိ၍သူလည်းအင်ရှင်သားမီးတစုနှင့်လိုက်လာလေတည်းမိန်းမယောက်ျားအများကဝိုင်း၍မေးကြမြန်းကြရဲကြမောကြနှင့်ခမရတဲမှာရှာလေကြောင်းတဲ့နှင့်စကားမပြတ်တတ်ရှိလေသည် ၎င်းမင်းကလေးမှမိမိနှင့်ရွယ်တူတာသနာနာအပြိုရွယ်များကိုမြင်ရလျင်အော်သူတို့မှရှမ်းတာလိုက်တာလှလိုက်တာဟုမြည်တမ်း၍သူ့မှာအံ့ဩမဆုံးဖြစ်ရ၏ညာအိတ်ရှင်ရောက်လာလေ၏သူအကကျွန်ုပ်သည်တတိယ၍ဘနကပေရာတော်ဒင်းကဘမလဲဟုမေးရာရှိပါတယ်ဆို၍အတွင်းအိတ်ကိုလက်နှင့်ဖိထား၏ရှင်းရင်ဘမလဲပြပါဟုဆိုလေလျင်ရှိပါတယ် ဟုသာပြန်ပြော၍ထုတ်မပြလေ။စင်စစ်တော်ကကျွန်ုပ်ကိုပင်မယုံတယုံရှိတာပုံရသည်။ဤတင်းကားသည်မိန်းကလေးကိုတညာလုံးဒုက္ခပေ၏။ကျွန်ုပ်တို့မှလည်းမှားပေသည်။အကြောင်းကညအခါ၌သူများအိတ်တော်လဲသူမအိတ်နိုင်။တချို့အချို့နဲ့ကြား၍စုံနှမ်းကြည့်ရာဒင်းကားထက်တော်အိတ်ကိုလက်တစ်ဖက်ကအမြဲဆုပ်ကင်ထားလျက်တကိုးဓမြများကိုကြောက်လန့်သည်ဖြင့်ခမရမှာမအိတ်ရဖြစ်ရလေသည်။ နနမိုးတောက်သောအခါမိန်းကလေးကိုဘူတာတို့လိုက်ပို့ရန်ကိစ္စပေါ်လာလေ၏ကျွန်ုပ်ကလည်းမျက်နှာရှည်လေးငါတို့လက်ကင်ဘွား၄ခုအင်ရှင်များကလည်းဂန်းကော်ပန်ငါပြောသည်စသောစားပွဲတောက်ခွင်လက်ဆောင်ပန်းနာများပေးကမ်း၍ကျွန်ုပ်တို့မိတ်ဆွေ၄ငါယောက်ဘူတာအထိလိုက်ပို့၍ယထာတို့တင်လျက်ယထာစီအဖော်တို့အားအေပင်ဘူတာတို့ကြလျင်ဆင်းပါစေဟုအာရ၏ယထာတို့ကနေ၌ဒုက္ခများမှာလောကုတ်ကလည်းမတက် ကျေးဇူးတင်ပုံဝမ်းမြောက်ပုံခွဲခွာသွားရမည့်အတွက်ဝမ်းနည်းပုံများကိုပြောခြင်းလည်းရမပြောတတ်မပြောနိုင်လေတို့ရတွင်အားလုံးကတည်နာလေကြ၏မကြမီမီးရထားလဲဆ၍ထွက်လေ၏ထိုမဲထုပ်ကလည်းကျွန်ုပ်တို့နှင့်တကွမိတ်ဆွေများကိုလှဲ့ကြည့်လှဲ့ကြည့်နေယထာနောက်သို့ပါသွားရရှာလေတည်းတန်တရာကြီး၌တွေးဆုံကြုံ껙မလွဲဆတာဓမ္မတာဖြစ်သည်ဖြင့်ကျွန်ုပ်တို့မှာဝမ်းနည်းပက်လက်ကြံရင့်နေကြရ၏ သူ့ကိုရှင်းမြောက်လို၍ခေါ်တော်လဲမိမိနေနေကြနေရကဒင်းကလေးမခွာနိုင်ဖြစ်ရ၏တို့ရတွင်အေမေတုကနှင့်ပတ်သက်၍အောက်ပါတရားများရ၏တိရိုးတော်သူသည်ဆင်းရဲတော်လဲသူတစ်ပါးကြည်ညို၍ရှင်းမြောက်ခြင်းကိုခံရ၏နေချမ်းသာသောသူကိုတစုံတရာပေး၍မျက်နာလောက်ရသည်ထက်ဆင်းရဲသူကိုထောက်မရခြင်းသည်တာ၍ကောင်း၏အပေးခံရသူမှာတပြားနှစ်ပြားကိုပင်အလွန်ထင်၏ ပေကံရသူမှာတရားလွန်ကဲ၍အလွန်ဝမ်းမြောက်သွား၏သုံးနောက်ဆုံး၌တွေ့ကြုံကြကခွဲကြကြွေကွင်းကြရမည်သည်တရားနှင့်ဖြေရ၏ဧကမေဒုက္ခကိုဖွဲ့နှံ့၍ရှက်ချက်တွင်တွင် ရေးခြင်းပင်ဖြစ်ပေသတည်းဟုတ်ကဲ့ပါခင်ဗျာစာရေးသူအမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကြားရေးတော်မေဒုက္ခလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါဆွေလန်းရှမ်းမြေကြပါစေခင်ဗျာ